ော်ကျွန်တော်ရဲ့အတန်းကလည်း professional မဖြစ်ဘူးเนาะကတာလည်း pro မဟုတ်ဘူးဆိုတော့အခါကျတော့ကလေးတွေကလိုက်နှုတ်ထဲမှာဆွဲသွားတဲ့ဟာမျိုးဆိုတော့ကလေးကြိုက်တော့ပောက်သွားတဲ့သဘောမျိုးပါဟုတ်ချင်းနေကြတော့ကျွန်တော်ရှက်လို့ဘယ်ပြေးရမှမသိဘူး။ကြာရောက်ပြီကျွန်တော်ပြေးတာနေရာမရှိဘူး။ကြာရောက်ခွင့်တော့ပြေးပြီကျွန်တော်အဲ့လိုမျိုးပါ။ ာဟိုကအာရဲနာမြိုင်ပေါ့နော်တော်တကြံသားဟိုပေါ့အဲ့ဘက်တုန်းကဒီကိုလဲမင်းသမီးပေါက်စားမော်တယ်ဘွားမှာဆိုတော့အာခေါ်ပြီးတော့ပေါ့နော်အဲ့သူပွက်ထုတ်ပေးတာပေါ့အဲ့လိုဆိုအမှန်တမ်းညော်ဆိုးကျင်တယ်ဒါပေမဲ့ quality ကုတ်ကုတ်ကုတ်အဲ့ဒါကြီးကလက်သူတည်းဒရင်းတော့ပေါ့နော်ဒါပေမဲ့လည်းအဖြစ်နိုင်တော့ကျွန်တော်နေရီစည်းဝါးကိုတော်တော်ကြီးဝေးတယ်ကျွန်တော်ကျွန်တော်အဲ့လိုပြီးပြီးပါတယ်တိတ်သွားပြီ။အဲ့လိုပေါ့နော်အာ performance လောက်ရတာပြီးအဲ့လိုစေမလို့ကရရတာကျွန်တော်ရမ်းကြိုက်တယ် ျွန်တော်အရင်ကတည်းကလည်းကျွန်တော်ကတယ်ကိုပေါ့နော်ဟိုယူရီနီယံဖွဲ့တယ်အခု secret pizza အထိပေါ့နော်အကျွန်တော်အများရန် bucket မှာကျွန်တော်အများရန်ကတယ်ကြောက်ဆိုတော့ကျွန်တော်ရှီမှာအဲ့လိုမျိုးတွေကအများရန်ရှိတယ်အဲ့လိုဘယ်လိုပြောရမလဲပိုးတို့တွေးတို့ပေါ့နော်ဆိုတော့မင်းသမီးရောမင်းသမီးကိုယ်ပြည့်တက်လက်ခံတာတော့မင်းသမီးမော်ရယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ကျွန်တော်ဒီဟာလေးကျွန်တော်အများသဘောကျတယ်အာကျွန်တော်အများရန်တော့စူးစမ်းပြီးတေဘောနော်ကျွန်တော်ရှီမှာအဲ့ဒါအချိန်ခါမရောက်သေးဘူးပေါ့ဒီကနေ့ရရအဲ့အချင်းနဲ့ကြောက်ကျွန်တော်ရှက်လို့ဘယ်ပြီးရမှမသိဘူးရရဆိုတော့ပြည့်စက်နေရမရှိဘူး တချို့ခွင့်အော်ပြီးပြီကျွန်တော်အဲ့လိုမျိုးပါခလေးကြိုက်တာကောကျွန်တော်ရဲ့အတန်ကလည်း professional မဖြစ်ဘူးကွနော်ကတာလည်း pro မဟုတ်ဘူးဆိုတော့အခါကျတော့ခလေးတွေကလိုက်နှုတ်ထဲမှာဆွဲဝါးတဲ့ဟာမျိုးဆိုတော့အဲ့လိုခလေးကြိုက်တော့ပောက်သွားတဲ့သဘောမျိုးပါဟုတ်အာပုံမှန်အားဖြင့်နေသူကိုပေါ့နော်ဒီလက်ရှိခန္ဓာကိုယ် body နေထအတော်ပဲလေဘာလို့ဝိတ်ချမှာလဲဟုတ်တယ်ဒီနေ့ဆိုတော့ဒီလက်ရှိပေါင်120 125 body weight ကိုသူကြိုက်တယ်ဆို ဒါမဲ့မြတ်တော်ကလှကျင်လို့ဝိချနေအောင်မဟုတ်ဘူးပေါ့နော်မြတ်တော်ကအလုတ်တစ်ခုရဲ့လိုအပ်ချက်ကြောင့်မြတ်တော်ကပေါက်၁၁၀လောက်ကိုစင်းရမှာဖြစ်နေတာပေါ့နော်ဆိုတော့အဲ့တော့မြတ်တော်ကအဲ့ဒီဟာအတွက်ကိုမြတ်တော်ကစူးစမ်းပြီးလုပ်နေရတာဆိုတော့မြတ်တော်ကခတ်တယ်ခတ်တယ်ဆိုတော့ကလေဟိုပေါက်၁၂၀ရှိတယ်အစီနဲ့မာဆယ်နဲ့ကရောနေတယ်ပြီးတော့လူတိုင်းကိုမေးလိုက်ရင်မြတ်တော်လက်ရှိခန္ဓာကိုယ်အချိုးစစ်ကတော်တော်အဆင်ပြေနေပြီဒါပေမဲ့ပေါက်၁၁၀ဆိုပြီးလူတိုင်းကိုလိုက်မေးလိုက်အကုန်လုံးက cross ပဲပေးတယ်။မဟုတ်ဆိုတော့ဥဆောင်တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလောက်ခန္ဓာကိုယ်နဲ့သူအမြင့်သူကငငယ်တုန်းကလို့လုံးဝပြားကက်ပြီးချက်တဲ့ပုံကြီးဖြစ်သွားမှာပေါ့နော်။ဆိုတော့အခါကျတော့မြတ်ကပြည်သူမလုံးစေချင်ပေါ့နော်။ဒီလိုကြီးတော့ပေါင်တော့မချလိုက်ပါဘူး။မြတ်ကတခုပြောချင်တယ်မြတ်လှချင်လို့ချတာမဟုတ်ဘူး။မြတ်ကပေါင်၁20လောက်ကိုမြတ်ကကြိုက်တယ်။ဒါပေမဲ့လက်ရှိအမြင့်သူလုံးလုံးမယ်ဆိုတဲ့အလုပ်တစ်ခုအတွက်ကမြင့်သူပေါင်၁၃၀လောက်ကိုစင်းမှအမြင့်သူအတွက်ကကိုအစင်ပြေမှာဖြစ်နေရတဲ့အမြင့်သူကအာဝိတ်ချတာပဲမြင့်သူပြန်တင်မှာ နင်တို့ပေါင်120ကိုပြန်ပြီးတော့ပြန်ရအောင်နေမှာပေါ့เนาะအဲ့တော့အာဒီ6လ6လတော့နင်တို့အဲ့လိုနည်းနည်းဂျုံဂျုံကြီးနဲ့လုံးဝ flat ကြီးပေါ့เนาะ flat ကြီးဖြစ်သွားတော့ဖြစ်လာလိမ့်မယ်ရှင်အဲ့အတွက်ခါကြရတယ်နင်တို့အာကောเนาะချစ်တဲ့စိတ်နဲ့ခွန်အားလေးပေးပေးပါလို့အာထင်လွဲပြီးတော့တမျိုးတမျိုးဖြစ်မှာဆိုနင်တို့က ာပလကျင်လို့ဝိတ်ချတာမဟုတ်ပါဘူးရှင်အလုံးရဲ့လိုအပ်ချက်ကြောင့်ဝိတ်ချတာမြတ်သူကလေအမြဲတမ်းပြောရခြင်းလေ့ကျင့်ခန်းနဲ့ပတ်သက်မြတ်သူက26ကနေစပြီးလေ့ကျင့်ခန်းကိုစလုပ်ဖြစ်တာမြတ်သူမြေဖြစ်တယ်မြတ်သူက16နှစ်ကလေးကဂျင်ဆော့မယ်ဆိုရအတွေ့ရမြတ်သူ29မှာစဆော့ဖြစ်တယ်အစနှစ်နောက်ကြတယ်အခုဆော့တာလည်း10နှစ်လောက်တော့ဖြစ်ပြီဒါပေမဲ့မြတ်သူက10နှစ်မှာပြန်လိုက်ဆော့လိုက်ဖြစ်နေတာဆိုတော့ကတော့မြတ်သူကအလိုကြီးပေါ့နော်ဟို personal ဘယ်လိုပြောမလဲဂျင်ကြီးတဲ့အားလုံးသိပြီးပြည့်ဝနာကမဟုတ်ဘူးခန္ဓာကိုယ်အချိုးစစ်ကြည့်ကောင်းအောင်ပြီးတော့ကိုယ့်ကိုယ်ကိုပေါ်ပါအောင်ဆိုပြီးဆော့တာ ဒါပေမဲ့ဘာဖြစ်သွားလဲဆိုတော့ you know ပြောပြောတကြံလို့ဆော့တာပေါ့နော်အဒီနောက်မှာကလေလေ့ကျင့်ရလို့ချင်ရနောက်ွယ်မှာလေကျမ်းမာခြင်းကတကယ်ကပ်ပါလားရှင်သူမျက်သူဆိုရင်အသားရည်တွေပိုကြည့်ကောင်းလာတယ်မျက်နှာ glow တာအဒီလက်အသားတွေပေါ့ဒီကုန်လုံးအသားပေါ့နော်ဒီခုကတော့ဒီလိုလက်မောင်းမြင်နေရဆိုဒီဟာတွေကစအဲ့လို glow ပြီးတော့ရှင်းနေရပေါ့နော်ပြီးတော့ဒီလိုဒီလိုပခုံးဆိုလဲပါဒါပြောရတော့နည်းနည်းခက်တယ်ဂျင်ဆော့တဲ့လူလည်းသိကြပါဘူးဒီလိုနည်းနည်းလိုပြပြပြနဲ့ရှော့တဲ့ဒီလိုမျိုးပုံစံအများကြီးဆိုတော့မျက်သူက အာလက်ချက်ငန်းလှုပ်ရှင်အားဖြင့်ယာဒီဘောယောဂါကိုတကယ်ကွာလေမြင့်သူကလေကိုဗစ်လုံးဝမဖြစ်လိုက်ဘူးကိုဗစ်ကိုကိုဗစ် first wave ရနေနောက်ဆုံး omicron ထိကိုမဖြစ်ဘူးပြီးတော့အခုကြားကြားနေတဲ့ယာဒီဘောယောဂါရှိတယ်ဟိုစင်ချေတော့ဘာလဲအဲ့လိုမျိုးရှိတယ်စင်ချေတော့လို့ယာဒီစကုမတ်ကူမဖြစ်တဲ့ယာဒီဘောယောဂါရှိတယ်မြင့်သူဘာမှမဖြစ်ဘူးမြင့်သူလေဆေးရုံမဆေးရုံမတော်တာတော်တော်ကြာတယ်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ကိုဒရော့ကလေပတ်စံလဲကုန်တက်တာလေငွေကုန်ကြီးကြက်တက်တာလေ ဂျင်းကတနေ့တနာ ਈ လောက်အချိန်ပေးလိုက်ရုံနဲ့ကိုယ့်ရဲ့ life မှာအပြောင်းလဲမှုတွေအများကြီးဖြစ်လာတယ်။ကိုကသူများထက်ဆိုင်ပိုပြီးအမောခံနိုင်တာတော့လုပ်ကိုပိုလုပ်လာနိုင်နေပြီးရာသီပေါ်ရောခံဖြစ်တော့ကိုကညောင်းညာကိုက်ခဲတာအကုန်ပျောက်သွားတာပေါ့နော်။ဆိုတော့အဲ့လိုမျိုးဖြစ်တယ်ပြီးတော့ addict ဖြစ်တယ်။ပြီးတော့ကိုယ့်ခန္ဓာကိုကပေါ်ပါလာနေတဲ့လုပ်ငန်းခွင်မှာကိုကပိုပြီးတော့ အာရွှေလန်းတက်ကြွတဲ့အဲပေါ့နော်လူတယောက်ဖြစ်လာအဲ့ဒီတော့အများကြီးပဲဒါပြောတော့ကြာမှာဆိုတော့လေတမက်တော်ကလက်ချင်လို့ချင်အားပေးတယ်အာအသက်ရွယ်မရွေးချင်73နှစ်အထက်ကနေစပြီးတော့လက်ချင်ကလှုပ်စေချင်တာပေါ့နော်အသက်40အနည်းဆုံးအခု39 40ဖြစ်ပြီကွာဒါမဲ့အသက်40မစောတော့ပါဘူးတော်ပါပြီလွန်တော့ပါပြီမဟုတ်ရှင်ဘယ်ဟာပဲစလုပ်လို့ဘယ်တော့မှနောက်မကျဘူး အာကိုခုနေမှာပေါ့နော်ကိုရဲ့မိသားစုကိုစောင့်ရှောက်ဖို့အတွက်အဲကိုရဲ့ပေါ့နော်ကလေးတွေကိုစောင့်ရှောက်ဖို့အတွက်ကကိုကိုရန်ကျမ်းမာနေဖို့လို့အဲ့အတွက်ကိုကိုကိုချီးစားပြီးပြီးတော့လူချင်းရလို့တိုက်တွန်းနေတယ်တကယ်အသားကြီးလည်းအရန်ကောင်းတယ်အဲ့တူတူပါဟိုစကိတ်ကနဲ့ပတ်သက်လာဘာမှထူးထူးတူတူအားကြီးလုံးဆရာမလို့ဘူးပေါ့နော်အာမိတ်တင်းဘယ်လိုပြုတ်ပြင်းနေတဲ့နာလုပ်ရဲ့ဒီမှာခလုံးမျိုးကြီးဟိုဗာလဲ high flow လုပ်ရမယ်တို့ဟိုငါးရုပ်ထိုးရမယ်တို့အဒီဟာကြီး V ဖြစ်သွားအောင်လုပ်ရမယ်တို့တွေဘာမှ မလုပ်ရဘူးရှင်ဆိုတော့အဲ့ဒါတွေကအမြတ်သူကအာပေါ့နော်ငွေကြုံတိကျလဲတတ်တာတလို့ကိုယ့်ရဲ့မျက်နှာလဲအဲ့လိုအခဏခဏမထီတဲ့ခါကျတော့အသားရည်လဲပိုတင်းတယ်လို့မြတ်သူကိုကိုကိုခံစားရရှင်အဲ့လိုမျိုးတွေကောင်းကျင်နေအများကြီးရှိပါတယ်လို့ပြောကြ